်ဘူးရဲ့ဒုတိယပိုင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရရှင် ဆက်လက်ပြီးရင်ကျိုးပိတ်ဆို့မှုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေ။ရန်ကုန်မြို့ပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဆွဲဆောင်ချမ်းလေးကနေဗဟုသုတအနေနဲ့ရရလေးနည်းနည်းပြောပြချင်တယ်အကို1852ခုနှစ်မှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအကြောင်းတော်တော်လေးကိုပျက်စီးခဲ့ရတယ်။ဒါအောင်အင်္ဂလိပ်တရားပေါ့နော်ဒီရန်ကုန်မြို့ကိုပြန်လဲပြီးတော့မြို့အခွက်ကျတည်ဆောက်မယ်ဆိုပြီးတော့အင်ဂျင်နီယာတက်ဖို့ဖရေဇာကလူဦးရေ3600အခြေချနေထိုင်နိုင်မယ်ပေါ့နော်မြို့တစ်ပုံစံကိုဒေါက်တာဝီလျံမောင်ကိုမာရီဆိုသူရဲ့အကြံတိုင်းရေးဆွဲခဲ့တယ်။1853ခုနှစ်မှာတော့တည်ဆောက်ခဲ့တယ်။တောင်ဘက်မြစ်တက်ရှောက်ပေါ့နော်ပေနေရ90 ဲ့အကျဲဝန်းရှိရဲ့ကန်းနာလန်းကိုလမ်းမတော်အစိတ်ကန်းနေပြီးတော့လမ်းဖောက်ခဲ့တယ်။ဒေါမန်ပေတရာလန်းတလန်းကိုတော့လမ်းမတော်အစိတ်ကန်းနေမြောက်ဖက်ရွှေဘုံဖျားချေရင်တီဖောက်တယ်။အဲ့ဒီခါမှာလဲနှစ်လန်းကိုရှေ့ပြီးတော့အမြင်ပြိုင်အနေနဲ့လမ်းဖောက်ခဲ့တယ်ကိုယ့်ရဲ့။အနောက်ဘက်မှာလမ်းမတော်အထိအရှေ့ဘက်မှာတင်ဖြူလန်းအထိစူးလီဖျားကိုဗဟုထားပြီးတော့ဖောက်ခဲ့တယ်။တောင်ဘက်ကန်းနာလန်းမှာမြောက်ဘက်ဘူဂျုံအောင်ဆန်းလန်းအထိလဲလမ်းဖောက်ခဲ့တယ်။ မြောင်းနဲ့တောင်တန်းနေတော့လမ်းငယ်တွေကိုလည်းအမှတ်စဉ်ထိုးခဲ့တဲ့အခါမှာလည်းလမ်းမတော်ပြီးတဲ့အခါမှာ16လမ်းကနေ44လမ်းအထိလမ်းဖောက်ပြီးတော့အနောက်ပိုင်းအနောက်ဘက်နဲ့အရှေ့ဘက်ကိုမြို့ကွက်ချဲ့လို့လျင်ချဲ့နိုင်မှုရည်ရွယ်တယ်မြန်မာနိုင်ငံလူကြီးရေတကောင်စင်းအရရန်ကုန်တိုင်းဒေသကြီးမှာ9တန်းကျော်ရှိပြီးမြန်မာနိုင်ငံလုံး14ရာခိုင်နှုန်းနေထိုင်ကြတယ်လို့သိရတယ်ညီမရေ ဟုတ်တယ်ကွယ်ညီမထပ်ပြီးပြောချင်တာရှိတယ်။ရင်းနှဲကျောပိတ်ဆို့မှုတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ထိခိုက်နေနိုင်တဲ့သူတွေကလည်းရှိလာမှာပဲလေ။ဒါအကြောင်းသားရဆိုလို့ရှိရင်လည်းတို့ရဲ့ lecture တွေပြော tutorial တွေလွတ်သွားတာမျိုးတွေလည်းရှိရယ်။ပြီးတော့ရင်းနှဲကျောနဲ့ပေါ့နော်အသက်မွေးဝမ်းကြောင်းပြုနေရတဲ့လူတွေဆိုလို့ရှိရင်တို့တွေထိခိုက်နေတာမျိုးတွေတော်တော်များရယ်အကိုရဲ့။ဒါတွေကိုရင်ဖွင့်တာလည်းပြည်သူရဲ့အတန်ကိုတို့ဖွင့်ပြကြအောင်နော်။တနေ့ကုန်နှစ်ကျောင်းသုံးကျောင်းလောက်နဲ့ပြီးသွားတာလည်းရှိရပါ့။ဟော ပုံမှန်အနေထားရဆိုလို့ချင်း traffic မကြက်တဲ့ရက်တွေဆိုလို့ချင်းဟိုရှားဖွေရတာလည်းအဆင်ပြေတယ်မိသားစုစာဝတ်နေလည်းအဆင်ပြေတော့ဗောနော်တချို့တွေတနေကုန်လုပ်ငန်းခွင်မှာပင်မဆင်းရဲဆိုတာလုံးလုံးပြီးတော့အိမ်ပြန်ချိန်ဟာကားပေါ်မှာပဲအချိန်ကုန်နေခဲ့ရတာမျိုးပေါ့နော်သူတို့တို့အနားယူချိန်နေပါသွားတလောက်ဖြစ်ရတာအင်မတန်ဝမ်းနေစရာကောင်းပါတယ်ဒီဆောင်ရွက်ဖြေတဲ့အချိန်မှာအဲဒီကားတွေပိတ်တဲ့အတွက်ကြောင့်ဗောနော်တို့တော်တော်များဒုက္ခတွေရောက်ကြတယ်ပေါ့နော်အဲ့လိုမျိုးတော့ကြာမိပါ့6နိုင်ထားပြီးတော့9နိုင်သွားရတယ်ရုံရောက်တော့ 9နာရီကျော်မှရောက်တယ်အဲ့ဒါအောင်မှဒီနေ့ target အလုတ်3ခုလောက်ရမယ်ဆိုရင်အလုတ်3ခုမပြီးဘူးတစ်ခုနှစ်ခုပဲပြီးပြီးတော့ကားလမ်းလမ်းပေါ်မှာပဲအချိန်ကုန်နေတယ်နေ့လယ်ပိုင်းမှာအလုတ်ကိစ္စပါညာသွားရတယ်ဆိုရင်ပို့ပြီးတော့အချိန်ကုန်တာပေါ့နော်တနေ့ကုန်အလုတ်လောက်ရရုံမှာအလုတ်ထိုင်လောက်ရမယ်အချိန်ကအရန်နေသွားတာပေါ့ဟုတ်ကြတော့နေ့နာတာပေါ့ငွေကြီးဟုတ်တော့နောက်ကြတော့ကြိတ်ဆွဲရတာ ခောက်ရင်လဲတာပေါ့နော်ရှိရဟိုအလုံးနောက်ကြရဆိုရင်ကျွန်တော်တို့9နိုင်လို့နောက်ကြရတယ်နေကျွန်တော်တို့မှာဟို fingerprint နှိပ်တယ်ဆိုရင်လေဟိုလိတ်ဆိုပြီးဘလောက်ဆိုတာပြောင်းဖြတ်သွားတယ်အများတန်းမှာပဲနောက်ကြနေတာအဲ့ဘလောက်ပဲဆိုထွက်ထွက်ဒီတန်လင်းတရာအများတန်းပိတ်နေတာပဲဗျလူတယောက်ကိုတစ်နေ့ကိုပေါ့နော်ရန်ကုန်တိုင်းထဲမှာရှိတယ်ဆိုရင်ကျွန်တော်တို့2014ခုနှစ်သကောင်စင်းရဆိုရင်တော့ဟိုငါတက်သမှ2တန်းလောက်နေတယ်ငါတက်သမှ2တန်းမှာမှကျွန်တော်3ချိုးတချိုးလောက်သာတက်သမှ9တန်းဟာနေတလူက ဒီထဲမှာရန်ကုန်မြို့ရင်းနဲ့ကျွန်တော်သွာလာလှုပ်ရှားနေရတယ်လှုပ်ရှားနေရတယ်ဆိုရင်ကျွန်တော်တို့အခြေခံဝန်ထမ်းလှသာ3600 3600ဆိုတော့ကျွန်တော်တို့ကဟိုတရက်ကို3600ရှိမယ်တရက်3600ဆိုရင်သူ8နာရီစင်းရမယ်ဆိုရင်ကျွန်တော်တနာရီကို450နှုန်းလောက်သွားကြတယ်လူတစ်ယောက်ကတာမယ်အနှိမ့်ဆုံးလောက်ခလှစာနဲ့ဆိုရင်450လောက်ကြမယ်450ဆိုရင်ကျွန်တော်တို့ကဟိုနဲ့ နှစ်နာရီလောက်ကျွန်တော်တို့ကအချိန်ပေးပို့ပေးရတယ်ဆိုရင်တရောက်ကို900နှုန်းလောက်အချိန်ပို့ရတယ်အဲ900ကိုကျွန်တော်1သမ9တန်းနဲ့မြှောက်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဘလောက်ဆိုတဲ့တန်းတန်းပမာဏဆိုရဲဟာဖြစ်သွားမယ်ဖြစ်ပါတော့အချိန်ပိုင်းနဲ့ကြတော့ကိုသွားမဲ့ခေးကိုဒီထရတာနဲ့သွားရတာလားရတာနဲ့အချိန်တွေအများကြီးယူရတယ်ယူရတဲ့ခါကျတော့ကိုကိုမှာကိုရဲ့ကိုပိုင်းလွတ်လပ်ခွင့်နေတအားဆုံးရှုံးကုန်တာပေါ့လေလားမဲ့အချိန်တွေမလားဘူးအဲ့လိုတွေဖြစ်ကုန်တာ ရန်ကုန်ရေကားတွေချက်ကားတွေချက်ဟုတ်ပါရဲ့ကိုဒီရရန်ချမ်းသချင်းလို့ပဲရန်ကုန်ကတော့အများနဲ့ကားတွေကိုကြက်နေရတာပါပဲเนาะကားချက်တာတော့သူသူပြောကြမှာပြည့်တဲ့တွေသိတယ် တခုတော့ပြောစရာရှိရဲ့အကိုရဲ့ဒီလိုမျိုးရင်လန်းကျောပိတ်နေတဲ့အချိန်မှာအရေးပေါ်တင်လူနာကျင်တဲ့ကားတွေပေါ့နော်ပြီးတော့အရေးပေါ်ကိစ္စနဲ့သွားရတဲ့ကားတွေရှိလာပြီဆိုသူတို့အတွက်တော့အခက်အခဲအများကြီးရှိပြီနော်ဟုတ်တယ်နော်ဟုတ်တယ်အကိုရဲ့ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဂျာမနီနိုင်ငံမှာဆိုလို့ရှိရင်ရေးပေါ်လူနာတင်ကရင်လန်းစော့ပိတ်တဲ့နေရာကိုရောက်ရှိသွားတဲ့အခါမှာသူတို့ကဘယ်လိုမျိုးမောင်းနေသွားလဲဘယ်လိုမျိုးလူတွေကလည်းရင်လန်းစော့ကိုဘယ်လိုမျိုးလုပ်ပေးသွားလဲဆိုတာတွေကိုပရိသတ်ကြီးတွေဗီဒီယိုဖိုင်အခုပဲဖွင့်ပြပေးလိုက်ပါမယ်နော် ိုက်တော့ဒီလိုဗီဒီယိုဖိုင်မှာရေးဖို့လူနာကိုလမ်းရှင်းပေးတာရမ်းမိုက်တယ်ဟုတ်တယ်အကိုရဲ့ဒီလိုမျိုးပေါ့နော်ကားချက်တဲ့ရေးပေါ်လူနာတင်ကားကိုတွေ့တဲ့အခါမှာသူတို့တွေကကိုယ်ပိုင်အသိစိတ်လေးနဲ့ကားလမ်းကိုဘယ်လိုရှင်းပြရမလဲဆိုတာလေးတွေလုတ်ပြသွားတာတကယ်ပဲလေးစားစရာလည်းကောင်းတယ်ကြည့်ပြီးတော့ညီမတော်မှဟာလာငါတို့အစီမှာလည်းထားရီလိုအန်တီကိုတို့စီမှာကျတော့လမ်းမေးချရဲ့ဆရာနေရာမရှိတော့အောင်တိုးဝေးပြန်ဆိုင်ရညီမအကိုစငယ်တယောက်ဆိုရင်ဒီလူနာတင်ကားအရေးကြီးနေလာဟာကိုသူကတွေ့တယ်သူတွေ့တော့သူက လမ်းဖယ်ပေးလိုက်တာကိုနောက်ကကားလေးကဝိုင်းဆဲကြတယ်မှာအဲ့လိုဖြစ်ပျက်နေရရှိတယ်အဲ့လိုမျိုးလည်းရှိရပေါ့အော်စိတ်မကောင်းကြပါပဲเนาะအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အကိုပြောသွားရဲခုနလိုမျိုးပေါ့เนาะဒီလိုကိုယ်ပိုင်အသိစိတ်လေးနဲ့ဖဲဖဲဒီအကြောင်းအရာလည်းပတ်သက်ပြီးတော့ဒေါက်တာကျော်လက်ကပြောပြထားတာရှိတယ်လို့မျိုးပြည်သူရဲ့အစံနာသူတို့စကားသံတွေလည်းရှိပါတယ်ဒါအခုပဲဖွင့်ပြပေးလိုက်ပါမယ်เนาะလူနာတင်ရင်တွေအတွက်ကိုလမ်းကြောင်းလေးလေးတိတဲ့ တဲ့လိုမျိုးဖွင့်ပေးထားရင်ကောင်းတယ်အဲ့ဒါအောင်အန်တီတိတ်စိတ်ပူတာပဲဟိုဆေးကောင်းဝါးကောင်းလေးမှီသွားစေခြင်းနဲ့တော့အရေးပေါ်သွားတယ်ဒီကနေကျွန်တော် cycle accident ဖြစ်တဲ့ရန်ကုန်သွားမယ်ဆိုတဲ့အခါမှာအဲ့တရားပေါ်မှာ တချို့ဆုံးသွားတယ်ဆိုတဲ့ဟာလေးတွေပေါ့တချို့လည်းနားလည်းမရှိပါဘူးဖယ်ပေးတယ်ဘေးကပ်ပေးတယ်ဒါပေမဲ့ကတ်စီကနေရအောင်မရှိဘူးတကယ်ရမှာပဲဒီမှာဒီတကယ်လို့သူကဟို သူကကြည့်နေတော့လို့မရဘူး။မိသားကြီးကလည်းတော့လို့မရဘူး။သူတို့နေရာဒီမှာလှူတာပြေးလမ်းမှာလှူတာပဲ။ပြေးလမ်းလို့အင်းပြေးလမ်းမှာရှိတော့ရှိပါဘူး။ ။အော်။အမလေးရဲ့လိုက်မလိုက်နာတာကြီး။နေရာရှားတယ်နေရာတော့သိမရှိဘူးဖြစ်တယ်။သိမလွယ်တော့ဘယ်သိမလွယ်တော့ဒါတော့ဖြစ်တယ်။ဘယ်လိုဖြစ်မသိဘူး။အဲ့တော့ကြာပြောရဲပေါ်ဒက်ကနေပြီးတော့မီတာမြပတ်လမ်းကိုပေါ်ဒက်ကလိုလိုက်လို့ရှိရင်တော့ချင်းအများကြီးပေါင်းသွားတော့အခုလိုမျိုးလမ်းပိတ်တာတွေဖြည့်ရှင်းပေးဖို့ဘာတွေလိုအပ်နေပြီလဲရှင်ရုံးပိတ်တာနဲ့ပတ်သက်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးဘူကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့မြန်မာနိုင်ငံရှင်နေရေးသက်ဖွဲ့ဘူကြီးဦးအောင်ကိုဦးလိုကပြောပြထားတာရှိတယ်ဗျာ ရန်ကုန်မြို့တော်ရင်ကျော်ကြက်တဲမှု ပြင်ရော့စီရန်ရန်ကုန်တိုင်းဒေသကြီးအတွင်တည်ယူပို့ဆောင်ရေးအာဏာပိုင်အခွင့်အရေးထူထောင်ပြီးမိပွားများပြုပြင်ခြင်းဗတ်စကားရင်လိုင်းများစနစ်တကျထူထောင်ခြင်းတိုက်စီရင်များကို မြို့တော်တိုက်စီအဖြစ် အသေးအဖွဲ့များထူထောင်၍ပြုပြင်ပြောင်းလဲခြင်းစသည့်ဆောင်ရွက်မှုများကိုလည်းဆောင်ရွက်တော်မှာဖြစ်ပါတယ်ဥဒီယာဒရက်ရှင်တွေကိုကျွန်တော်တို့ခွဲထုတ်ကြဒရက်ရှင်တွေပြောင်းလိုက်မယ်ဆိုလို့ရှိရင် ဟုတ်တယ်နော်ဒရက်ရှင်တွေကိုပြောင်းမယ်ပြီးရင်ကျောင်းတွေမှာလည်းကျွန်တော်တို့ကဒီဟိုတူညီတဲ့ကျောင်းတွေဖြစ်ကုန်မယ်မိဘတွေရဲ့ဒါကျောင်းဆွဲတွေလည်းမရှိတော့ဘူးဆိုလို့ရှင်လည်းဒါရင်ကျော့ချက်တွေကိုဖြည့်ရှော့တာတစ်ပိုင်းပါပါပါတယ်ဒီနေရာတွေကအရေးကြီးတဲ့ချက်တွေပေါ့နော်ဖူးဖွင့်မြန်မာနိုင်ငံရဲ့လူကြီးတန်း90ကျော်ထဲမှာဒီရင်ကျော့ပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းကျင်တဲ့လူတွေကအများကြီးရှိတယ်မျှော်လင့်ချက်တွေလည်းအများကြီးရှိတယ်ညီမတွေဒါပေါ့ကိုရဲ့ပြည်သူတွေကသူတို့ရှင်ထဲမှာဘယ်လိုမျိုးဖြစ်ချင်လဲဆိုတော့မျှော်လင့်ချက်တွေပြောပြထားတာကိုညီမတို့တွေကမေးမြန်းထားရှိရဲဒါအခုပဲဖွင့်ပြပေးလိုက်တော့မယ်နော် နိုင်ငံသားတယောက်ချင်းတိုင်းစီကတာဝန်ခြေပြွန်စွာနဲ့ဆင်ခြင်ရမယ်ဆိုရင်တော့ကျွန်တော်တို့ရင်လန်းကျော်ပိတ်ဆို့မှုတွေကဖြည်းဖြည်းနဲ့နည်းသွားမယ်လို့ကျွန်တော်မြင်ပါတယ်စီကောက်လိုက်တာမှတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တိုးတက်လာမှာပေါ့ဒီလိုစီကောက်မလိုက်တာဆိုလို့ရှိရင်ဒုံရင်ရဒုံရင်ပဲဖြစ်နေမှာပဲဟုတ်တခြားကြလမ်းနေနည်းနည်းကိုပြည့်ပြင်သေးချင်ပါတယ်ဒီတန်တရာတက်စင်ကိုဘယ်လိုပြောလဲလမ်းနေကပြက်နေရလေပြက်နေရောအိုင်နာမှာလည်းထစ်ထစ်ငုံငေါတွေဖြစ်တတ်တယ်အဲဒါကြောင့်အိုင်နာတွေလည်းပြင်ပေးစေချင်အမှန်တော့တကယ်ကြွန်းကြွန်းကျင်ကျင်နဲ့လမ်းကျော်ရှင်းထုတ်နိုင် လူကိစ္စအဆင်ပြေသွားမယ်အကောင်းဆုံးကတော့လမ်းလေးချက်မယ်လမ်းချက်တဲ့ကမှလည်းနားလေလူနဲ့ချက်စီချက်သူကလည်း without ဆိုင်ကယ်တွေဖမ်းပေးဖို့ပေါ့နော် license မပါတာဟုတ်ပါလေပြည်သူတွေကဒီရင်ရောပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့မြန်မြန်ဖြေရှင်းပေးသိချင်နေပြီညီမရေဟုတ်တယ်အကိုရဲ့ပြည်သူတွေရောညီမတို့တွေရောအကုန်လုံးကဒီရင်ရောပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့ဖြေရှင်းပေးမဲ့သူကိုစောင့်မျှော်လျက်ရှိနေပါတယ်ရှင်